ထိုင်းမြန်မာနယ်စပ်မြောက်ပိုင်းမြို့မှာဧပြီလ17ရက်နေ့တကြံအကြိုနေ့ကစပြီးအတားတကြံဖွင့်ပွဲပြုလုပ်နိုင်မှုကြိုတင်ပြင်ဆင်မှုတွေလှုပ်ဆောင်နေပါတယ်ဒီသတင်းကိုဒေါ်ခင်မင်းစောပေးပို့ထားတာပါကေပြည်နယ်မြောက်ပိုင်းမြို့မှာဧပြီလ17ရက်နေ့ညနေ4နာရီမှာဖွင့်လှစ်မဲ့2015ခုနှစ်မဟာတကြံမဲတက်ကိုပြင်ဆင်နေပါပြီဒီနှစ်မှာအင်းဒီချင်းထိုင်းနိုင်ငံကတာဝန်ရှိသူတွေကိုလည်းတကြံပွဲတော်ဖွင့်ပွဲခမ်းနားတက်ရောက်ဖို့အတွက်ဖိတ်ကြားထားတယ်လို့ပြောပါတယ်ကျွန်တော်တို့ကဒီဘောနိုင်ငံချစ်ကြည်ရေးဘော ျွန်တော်မျိုးမှလည်းခုနတော့တို့ဧည့်တယ်တော်တွေဖိတ်ကြတာရှိတယ်ကျွန်တော်ဘက်လည်းတို့ကဖိတ်ကြတာရှိပါဒါကြောင့်ငနိုင်ငံချစ်ကြည်ရေးအတွက်ကိုကျွန်တော်တို့ကခုနပေါ့သူများနိုင်ငံနဲ့ဆိုရင်ကိုယ်နိုင်ငံလည်းဟိုနှစ်ဖြစ်အောင်ကျွန်တော်တို့ကဒီမန္တကိုအကောင်းဆုံးဖြစ်အောင်ပြင်ဆင်ရခြင်းဖြစ်ပါတယ်ညရီနဲ့တက်ကိတ်ကနေနိုင်ငံသားခီးတဲ့တွေဝင်းဝင်းဖြစ်ပြီးတဲ့နောက်မှာမြမတကြံပွဲတော်ကိုပိုပြီးသိဝင်စားလာစီဖို့စီကားအောင်တွေးစားနေတယ်လို့လည်းဒေတာကန်တွေကပြောပါတယ်မြောက်ရီရဲ့တကြံကအစင်လာရှိခဲ့ပါတယ် ကျွန်တော်တို့ခလီဘွားတွေကထိုင်းဆိုရင်ကျွန်တော်တို့ဘာသာချင်းနဲ့တူတယ်နောက်ဒီလိုယာစီပွဲတော့လဲတူနေတဲ့အတွက်အဲအရင်တော့ဆိုရင်တစ်ဖက်နိုင်ငံနဲ့တစ်ဖက်နိုင်ငံမောင်းတော့သွာလာကူးဆိုင်ပြီးတော့ရေစားကြတာရှိတယ်ပြီးတော့ကျွန်တော်တို့ဖြစ်ကြည့်ရေပေါ့အဲ့လိုအစင်လာလေးရှိခဲ့တဲ့အတွက်ဒါအစင်လာမပြတ်ပေါ့ရိုးရမပြတ်ကျွန်တော်တို့ကကိုလူမျိုးတွေကိုဘာသာနဲ့ကိုနိုင်ငံသူနိုင်ငံသားကိုမျိုးစုမျိုးသားတွေပျော်ဖို့ဆွေမှုတော့ပေါ့နော် တဟိုအခန်းကဏ္ဍတစ်ခုကနေပြီးတော့ကျွန်တော်တို့လှုပ်ဆောင်ရခြင်းဖြစ်ပါတယ်ခင်ဗျာမြဝီမြို့မှာ ရေပက်မဲတဲ့အကြီးသုံးခုအဓိကထားဆောက်လုပ်ထားပြီးအဲ့ဒီမဲတဲ့တွေမှာရေကစားတာနဲ့အတူဖြောပြင်းရေးအတွက်ရင်းကခွက်တွေကိုလည်းအပြိုင်အတိုင်းလိမ့်ကျင်နေပါတယ်တကြံတွေးလုံယုံရေးအတွက်ရက်ခွက်တွေမှာလုံမဲ့မဲတဲ့ငယ်လေးတွေကအစနေရင်းရဲတွေနဲ့အထူးသတိပြုဆောင်ရွက်သားမယ်လို့လည်း DPP ကပြောပါတယ်ကျမခင်မင်းဆိုပါရှင်